တရားကုံတော်6ပါးနံပါတ်1ကဘာလဲဆိုရင်သွက်ခါတဒါပါဠိလိုပေါ့မြန်မာလိုဆိုရင်မှန်ကန်တဲ့လမ်းညွှန်ချက်တဲ့ဘုရားတရားတော်တွေကိုနှိချုပ်ပြီးတော့ပြောမယ်ဆိုရင်နံပါတ်1အကုသိုလ်မလုံးချမ်းနဲ့နံပါတ်2ကောင်းမှုကိုလုံးချမ်းနံပါတ်3ကုသိုလ်ကလေးကိုဖြူစင်အောင်ထားကြအဲ့ဒီအချက်3ချက်ကအဓိကအချက်ပဲမကောင်းမှုရှောကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထား ဲ့ဒါမြတ်စွာဘုရားရဲ့ဩဝါဒအနှစ်ချုပ်ပဲပိဋကတ်သုံးပုံရဲ့အနှစ်ချုပ်ပဲအဲ့တော့မြတ်စွာဘုရားကမကောင်းမှုမလုပ်ကြနဲ့လို့ဟောခဲ့တယ်ဘာကြောင့်ဟောခဲ့တာလဲဒါလေးတွေးကြည့်ရဘာဖြစ်လို့မကောင်းမှုလုပ်ကြနဲ့ဟောခဲ့တာလဲဆိုတော့မကောင်းမှုလုပ်ရင်အပြစ်ရှိတယ်ဘိဒတ်ရေမကောင်းမှုလုပ်ရင်ဘာရှိအပြစ်ရှိပါဘုရားစဉ်းစားကြည့်ပေါ့မကောင်းမှုဒုစရိုက်လုပ်တဲ့ပုဂ္ဂိုလ်တွေ နေရာတိုင်းနေရာတိုင်းမှာပိဋိဒုစိတ်သမားတွေရှိရဲ့အဲ့ဒီဒုစိတ်သမားတွေဟာပြဒနာမျိုးစုံဖြစ်နေကြတာပဲဗျပြဒနာမျိုးစုံဖြစ်နေကြတာပဲဘာဖြစ်လို့ပြဒနာဖြစ်နေကြလဲအပြစ်ရှိလို့အပြစ်ကင်းရင်ပြဒနာဖြစ်เสียအကြောင်းမရှိဘူးအပြစ်ရှိလို့ပြဒနာဖြစ်တာပြဒနာဖြစ်မှတော့ပိဋိဒအဲ့ဒီဘဝငြိမ်းချမ်းပါဦးမလား အဲ့ဒါကိုတည်တော်မူမြင်တော်မူလို့မြတ်စွာဘုရားကဟေ့ချစ်သားတို့မကောင်းမှုမလုပ်ကြနဲ့မကောင်းမှုလုပ်ရင်အပြစ်ရှိတယ်နောက်တစ်ခုကောင်းမှုလုပ်ကြရေဘာကြောင့်လဲကောင်းမှုလုပ်ရင်အပြစ်ကင်းတယ်အနာဝိဇ္ဇဒုက္ခတဲ့လိပ်ပြလုံးနဲ့ပေါ့ဗျာအပြစ်တစ်ခုလုပ်ထမ်းရင်ဘိသက်ရေလိပ်ပြမလုံးဘူးလိပ်ပြမလုံးရင်နေလို့ထိုင်လို့နော် အနေမဖြောင့်တော့ဘူးပေါ့ဗျာ ဘာဖြစ်လို့လိပ်ပြာမလုံတာလဲအပြစ်ရှိလို့ဟောအပြစ်ကင်းတော့လိပ်ပြာလုံတယ်တန့်တယ်ဘယ်နာသွားမလဲဘယ်သူနဲ့တွေ့ရမလဲဘလို့နေရာမှာနော်ဘလို့ပုံကုန်နဲ့ဆွေးနွေးရမလဲကိုယ့်အကူပိတ်တဲ့ယုံကြည်မှုအပြစ်ရှိနော်ယုံကြည်မှုအပြစ်ရှိဒါကြောင့်ဟိုအမှုစစ်တဲ့တရားသူကြီးတို့ရှင့်နေတို့ကအမှုတွေတွေ့ပြီးဆိုရင်မျက်လုံးကိုလှမ်းအကဲခတ်တယ်မျက်လုံးကစိတ်ရတကပေါက်တယ် ကိုကမဟုတ်တာလှုပ်ထားရင်မျက်လုံးကပြိသက်ရေမလုံးကြုံတော့ဘူးဒါကြောင့်ဟိုတကယ်ကျွမ်းကျင်တဲ့ဒုစိတ်သမားတွေဒုစိတ်သမားကြီးတွေကအဲ့ဒီမျက်လုံးကိုဖမိုးတွေနေကာမျက်မှန်တတ်တာမျက်လုံးကဘာရဲ့တကပေါ့လဲသူများကိုလိန်လို့ရရင်ရမယ်ကိုကိုကိုလိန်လို့ရစေလား เออ ไอ้หลุผิดอ่ะจริงนี่บ้าจ่องเลยเนาะไม่ก้าวมุโลโลไม่ก้าวมุโลยินเล็บเปียมุโลก้าวมุโลยินเล็บเปียลงเนี่ยกุ๊กกุ๊กเป้เตยยุ่งจีมุอภิชิดิบาปยตนามาไม่ชิดอกผู้เบเนียตั้วซาติ่นเตเด้เด้จ่องเมษาพระกะฉิตตาโรฉิตตมีโรก้าวมุโลจาโลเม็งเกราเป้เตยธรรมกันเนี่ยลั่นหญ่นจะเป้มุล่ะไม่ก้าวมุชาก้าวมุซอง ဖြောင်စိတ်ကိုထားချက်သားတို့ချင်မသိကိုကိုယ့်ရဲ့စိတ်ကလေးကိုဖြူစီအောင်ထားကြတဲ့ကိုယ့်ရဲ့စိတ်ကလေးဖြောင်းအောင်เนาะထားကြဒီစိတ်ထားမှန်မှ စိတ်ထားဖြောင်းမှစိတ်ထားဖြူမှလုံရမှန်တယ်ကိုယ့်ရဲ့အတွေးကိုတတိထားပါအဲ့ဒီအတွေးကနေစကလုံးတွေဖြစ်လာတာ ကိုယ့်ရဲ့အတွေးကိုတတိထားပါအဲ့ဒီအတွေးတွေကနေလှုပ်ရဖြစ်လာတာအတွေးဆိုတာဘိသက်ရဲ့စိတ်ကစဖြစ်ပေါ်လာတာပဲဒီစိတ်ကနေတွေးတယ်အဲ့ဒီအတွေးမှန်တယ်ဆိုရင်ဟောပြောတဲ့စကားလုံးလည်းမှန်သွားတယ်လှုပ်တဲ့အလုပ်လည်းမှန်သွားတယ်ဘာပဲလှုပ်လို့ဘာပဲပြောပြောစိတ်ထားဖြောင်းရမယ်စိတ်ထားဖြောင်းရင်လှုပ်ရမှန်တဲ့လှုပ်ရမှန်မှလည်းဘိသက်ရဲ့လမ်းကြောင်းတက်မှာဗျလမ်းကြောင်းတက်မှာဒုက္ခငြိမ့်မှာမို့လား လမ်းချုံရင်ဘိသက်ရည်နော်ဒုက္ခမျိုးစုံတွေ့ရမှာပဲဒီကလေးကွာငါအဟုတ်ထင်နေတာအခုတော့ဟေးလမ်းချုံသွားပြီလမ်းချုံသွားရင်ဒုက္ခမျိုးစုံတွေ့ရမှာပဲအန္တမျိုးစုံကြုံရမှာပဲဒါကြောင့်ဘိသက်ကြီးလမ်းကြောင်တက်ဖို့လိုပါတယ်လမ်းကြောင်တက်ဖို့အတွက်လိုရမှန်ရမယ်လိုရမှန်မဟုတ်တွေ့စိတ်ထားရှုစင်ရမယ်စိတ်ထားဖြောင့်စင်ရမယ်ဒါကြောင့်မြတ်စွာဘုရားကမကောင်းမှုရှောင်ကောင်းမှုဆောင်ရှိအောင်စိတ်ခိုထားလို့မိခဲ့ရတာ ဒါဘိသရေမှန်ကန်တဲ့လမ်းညွန်ချက်ပဲမို့လားအဲ့ဒါကိုဘာပြောလဲသွက်ခါတတရားလို့ပြောလိုက်ရင် သွက်ခါတအော်မှန်ကန်တဲ့လမ်းညွန်ချက်ငါတို့အတွေ့မိရှုတဆောင်ပဲလို့ဒီလိုလေးနှလုံးသွင်းရမယ်အဲ့တော့ဘုသူမမကြီးနဲ့ဘိသရေအရှင်သာရိပုတ္တရာတို့အရှင်မောကလန်တို့ကြည်လိုက်ဖခင်နဲ့မတွေ့ခင်ကသိန်းသီးဆရာကြီးထံမှာနိခံပြီးတော့တရားကျင့်ကြတယ် သိသိဆရာကြီးထမ်းမှာနော်ဒိဋ္ဌိဆရာကြီးပေါ့နိခံပြီးတော့တရားကျင့်ကြရတယ်မအိုတဲ့တရားမနာတဲ့တရားမသေးတဲ့တရားအမြိုက်နိဗ္ဗာန်မသေးရအမြိုက်နိဗ္ဗာန်ရှာကြစို့ဆိုပြီးတော့ပွဲကြည့်ရင်းနဲ့တန်ဝေကယအဲ့တော့တရားရှာမယ်ဆိုတဲ့ရည်ဝဲကျင်းနဲ့ဘိန်းတရဆရာမျိုးမျိုးလိုက်စုံစမ်းတော့သိသိနဲ့တွေ့သိသိဆရာကြီးပေါ့နော်တကယ်ထင်ပေါ်ကျော်ကြားတဲ့ဆရာကြီးအဲ့ဒီဆရာကနိခံပြီးတော့တရားကျင့်တယ်သို့တော့ ဒါငါတို့လူချင်းနဲ့နိဗ္ဗာန်ရောက်ကြောင်းအကျင့်မဟုတ်ဘူးဒါနိဗ္ဗာန်မဟုတ်ဘူးနိဗ္ဗာန်မရောက်နိုင်ဘူးငါတို့လမ်းကြောင်းလွဲနေပြီတဏှာလိုက်ရှာကြစို့ဆိုပြီးတော့အရှင်သာတိဗုဒ္ဓအလောင်းဥပတိတအရှင်မောကလန်လောင်းကောလီတတငချင်းနှစ်ယောက်တမင်ပြီးတော့သူကလည်းပဲအရှိပဲသွားကိုယ်လည်းအနောက်ပဲသွားသူကတောင်ပဲသွားရင်ကိုကမြောက်ဖက်သွားလိုက်ရှာရင်နဲ့အရှင်အတ္တစီနဲ့တွေ့ အရှင်အတ္တသိပိသဝကိငါဘာရယမအငယ်ဆုံးကိုတော်လေးတွေ့တော့ဟာဒီယဟန်ธรรมတော့တကယ်မြင့်မြတ်တဲ့တရားမတရားတရားအမြိုက်နိဗ္ဗာန်ရှိလောက်တယ်ဆိုပြီးတော့ချင်းကပ်ပြီးတော့မေးဟိုကတရားဟောလိုက်တယ်နော်အရှင်အတ္တသိကယေဓမ္မဟိတုပ္ပဝါဝါဆိုပြီးတော့တရားလေးဟောလိုက်တော့အဲ့ဒီနေရာမှာတဲ့နိဗ္ဗာန်ကို မြင်သွားတယ် သောတပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်ဗောဖះနဲ့တော့မတွေ့သေးဘူးဖះရဲ့တာဝေကအရှင်အတ္တစီနဲ့တွေ့လိုက်တာနဲ့အရှင်သာတိဗုဒ္ဓလောင်းလျာဖြစ်တဲ့ဥပတိတ်တဘိဒ္ဒရဲ့နိဗ္ဗာန်ကိုမြင်သွားတာဘာမြင်သွားတာနိဗ္ဗာန်ကိုမြင်သွားပါဗျာဓမ္မကံနဲ့လမ်းညွန်ချက်ပဲသူနေရပြန်သွားကောဠိတနဲ့တွေ့ဟာငါရဲ့တကယ်ချင်းဒီနေ့မျက်နှာလေးကကြည်လင်နေပါလားကွာ ာဖြစ်လို့ကြည်လင်နေတာလေဓမ္မပီတိကြောင့်ဩဧကန္တတရားရလာပြီတင်းတဲ့ဆိုပြီးတော့ရောက်တဲ့အခါမှာအကျိုးကြောင့်မေးကြည့်တော့သူကအဲ့ဒီအကြောင်းလေးပြောပြသူနာကြတဲ့တရားလေးထက်ပြီးတော့ဟောလိုက်တယ်တဆင့်ဟောပြလိုက်တဲ့အခါမှာအရှင်မောကလလောင်းဖြစ်တဲ့ကောလိတာအဲ့ဒီနေရာမှာတင်နိဗ္ဗာန်ကိုမြင်သွားတယ်နိဗ္ဗာန်မြင်တယ်ဆိုတော့ဒါသောတပန်ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့နောက်နှစ်ယောက်သားဖျားထံရောက်လာတရားဓမ္မတွေဆက်လက်အားထုတ် ဩအကတဝေကကောလိတကအရှင်မောကလံဖြစ်လာတယ်။ဥပဒိတကအရှင်သာတိပုဒ္ဒရာဖြစ်လာတယ်။အစကနိဗ္ဗာန်ရှာကြတယ်။သင်္ကြီးဆရာကြီးထံမှာသို့တော်နိဗ္ဗာန်တွေ့ရလား။အဲ့ဒီတော့ဘုရားတပည့်ထပ်ပါတော်ဘုရားဘုရားရဲ့ကျေးဇူးကြောင့်နိဗ္ဗာန်ကို တွေ့သွားတယ်အဲ့ဒါကြည့်မယ်ဆိုရင်ဘေးတည်းရဲ့ဘုရားရဲ့တရားတော်တွေဟာ မှန်ကန်တဲ့လမ်းညွန်ချက်လို့ပြောလို့မရဘူးလားမရပါဘူးဗျာတရဝဝေနိယရရဲ့မိရှုတဆောင်ပဲလို့ပြောလို့မရဘူးလားမရပါဘူးဗျာအော်ဒါငါတို့ရဲ့လမ်းညွန်ပဲလို့ဒါလေးနားလေပြီးတော့သွက္ခာတလို့ယူလိုက်တာနဲ့အဲ့ဒါလေးပိတဲ့ရနှလုံးသွင်းဆင်ခြင်ရမယ်ဘဂဝါတဘုရားရှင်ကိုရောမြတ်တိဣတရိယဓမ္မယတသီရိကာမ ဘယတမီဘုံချောင်းလီနဲ့ပြည်စုံတော်မူသောဘုရားရှင်ကိုယ်တော်မြတ်သည်ဓမ္မောမလေးရန်ဗိုလ်လေးရန်နိဗ္ဗာန်ပရိယဟုဆိုသောစေရန်သောတရားတော်မြတ်ကို သွက်ခတ်တော်ကောင်းစွာဟောကြားတော်မူအပ်ပါ၏ဓမ္မောမလေးရန်ဗိုလ်လေးရန်နိဗ္ဗာန်ပရိယဟုဆိုသောစေရန်သောတရားတော်မြတ်သည် သွက်ခတ်တော်ကောင်းစွာဟောကြားအပ်သောဓမ္မသည် ောင်းစွာဟောကြားအပ်သောလမ်းညွန်ချက်သည်ဟောတိဖြစ်ပါ၏ဣတိဧတံဝဇဏဣတကားကို တထဘံကောင်းစွာမဲ့သွေမတ္တထိုက်ပါပေရောတတိ